ကျွန်တော်တရားဒေသနာဟောခြင်းနဲ့အမ်အကြောင်းအရာတွေနည်းနည်းများတယ်အဲ့ဒီချိန်မှာဒီမနစ်မှာကျွန်တော်ပြင်ဆင်ထားတဲ့ဟာလေးတွေပြန်ကြည့်ရင်းနဲ့ဘုရားသခင်ကဒီနေ့ကျွန်တော်ကိုနှုတ်ကပတ်တော်ဟောစီခြင်းနဲ့ဆိုပြီးတော့မှကျွန်တော်ရဲ့စိတ်ထဲမှာဘုရားစကားပြောတာပါလဲဆိုတော့ဘုရားသခင်ရဲ့ချစ်ချင်းဘုရားသခင်ရဲ့ချစ်ချင်းဆိုတာကိုကျွန်တော်တို့ဟို တမချန်းစာစကားအရာပြောတယ်ဆိုရင်နော်ယူယူချစ်ချင်းမဟုတ်ဘူးယူယူချစ်ချင်းမဟုတ်ဘူးအဲ့တော့အဲ့ဒီယူယူချစ်ချင်းမဟုတ်တဲ့ဘုရားသခင်ရဲ့ချစ်ချင်းကိုကျွန်တော်တို့ဘယ်လိုခေါ်တယ်လဲဆိုတော့အဂဘေချစ်ချင်းလို့ခေါ်တယ်အဲ့တော့အဲ့ဒီအဂဘေချစ်ချင်းနဲ့ပတ်သက်ပြီးတော့မှဒီကနေ့အနည်းငယ်ကျွန်တော်တို့တရားရည်နာနားထောင်ကြဖို့ဖြစ်ပါတယ်အဲ့ဒီမတိုင်ခင်လေးမှာတမချန်းစာကျွန်တော်တို့အတူတူကဖတ်ရအောင်နော်ဒီဒီ ဘုရားသခင်ချစ်ခြင်းမေတ္တာနဲ့ဘုရားသခင်ချစ်ခြင်းမေတ္တာကိုရှင်းနဲ့ရှင်းပြတဲ့သူတွေအများကြီးတမန်ကျမ်းစာထဲမှာရှိတဲ့ထဲမှာရှင်ယောဟန်ကရှင်းပြတဲ့အရာလေးကိုကျွန်တော်တို့ဒီနေ့ဖတ်ကြဖို့ဖြစ်တယ်ရှင်ယောဟန်ဩဝါဒစာ ပထမဆောင် ရှင်ယောဟန်ယောဟန်ဩဝါဒစာပထမဆောင် အခန်းကြီး၄အငယ်9ကနေ7ကိုကျွန်တော်တို့ဖတ်ဖို့ဖြစ်ပါတယ် စာမျက်နှာ300နဲ့တစ်စက္ကန့်မှာရှိပါတယ်ကျွန်တော်ဖတ်ပါမယ်ချစ်သူတို့ငါတို့ဒီအချင်းချင်းချစ်ကြကုန်အံ့ကြောင့်မူကားချစ်ချင်းမေတ္တာသည်ဖရာသခင်နှင့်ဆိုင်၏ချစ်တတ်သောသူမိဒီကဖရာသခင်ဖြစ်ပွားစီတော်မူသောသူဖြစ်၏ဖရာသခင်ကိုတည်တော်သူလည်းဖြစ်၏ချစ်ချင်းမရှိသောသူသည်ဖရာသခင်ကိုမတိကြောင့်မူကား ဘုရားသခင်သည်ချစ်ချင်းမေတ္တာဖြစ်တော်မူ၏တားတော်အဖြစ်ငါတို့သည်အသက်ရှင်စီခြင်းကဘုရားသခင်သည်တပါးတည်သောတားတော်ကိုဤလောကသို့စီလွတ်တော်မူမူသောအရာ၌ငါတို့ကိုချစ်တော်မူသောမေတ္တာတော်သည်ထင်ရှားလျက်ရှိ၏ငါတို့သည်ဘုရားသခင်ကိုချစ်ကြသည်ဟုမဆိုဘုရားသခင်သည်ငါတို့ကိုချစ်၍ ငါတို့ဤအပြစ်ဖြေစရာအကြောင်းဖြစ်စေခြင်းကတားတော်ကိုစီလွတ်တော်မူသောအရာ၌ချစ်ချင်းမြတ်တာရှိချစ်သူတို့ဖယားသခင်သည်ငါတို့ကိုအီမြအောင်ချစ်တော်မူသည်မှန်လေငါတို့သည်လေအချင်းချင်းချစ်ကြရမည်ဖယားသခင်ကိုအဘယ်သူမြမမင်စဖူးသူတော်လည်းအချင်းချင်းချစ်ကြလေဖယားသခင်သည်ငါတို့၌တည်တော်မူ၏တည်တော်မူ၍ ငါတို့သည်ချစ်ချင်းမေတ္တာတော်နှင့်ပြည့်စုံလက်ရှိကြ၏ဖတ်ကြတော်သူကပါတော်အရာအတိုင်းအတွက်ဘုရားသခင်တရပံကောင်းချီးပေးပါစေအာမင်ချစ်ချင်းအများကြီးကျွန်တော်တို့ပြောကြတယ်ကျွန်တော်တို့ရဲ့ချစ်ချင်းကိုလည်းအတတ်နိုင်ဆုံး သားသမီးတွေဆင်မှာပေါ်ပြကြတယ်ကျွန်တော်တို့အမျိုးသမီးအမျိုးသားဆင်မှာပေါ်ပြတယ်ကျွန်တော်တို့ရဲ့ချစ်ချင်း မိဘအစီမှာပေါ်ပြကြတယ်။ကိုချစ်တဲ့သူစင်မှာမိမိရဲ့ချစ်ချင်းမေတ္တာတွေကိုပေါ်ပြကြတယ်။ဘုရားသခင်ကသူ့ရဲ့ချစ်ချင်းကိုပေါ်ပြတဲ့အခါမှာဘယ်လိုအားဖြင့်ပေါ်ပြတယ်လဲဆိုတော့အခုနောက်ကကျွန်တော်ဖတ်တဲ့အတိုင်းပဲဘယ်လိုပေါ်ပြတယ်လဲဆိုတော့သူ့ရဲ့သားတော်ဒီလောကမှာစီလွတ်တယ်တဲ့ထိုကဲ့သို့ပြတယ်အဲ့ဒါသူ့ရဲ့တည်တည်သူ့ရဲ့ချစ်ချင်းမေတ္တာကိုပြတဲ့တည်တည်ဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်တွေ့ရတယ် တမန်ကျမ်းစာကြည့်တဲ့အခါမှာဖယားသခင်နှစ်သက်တဲ့အတ္တတဖယားသခင်ကအဖေပေးဖို့ရန်အတွက် answer ပေါ့နော်အဖေပေးဖို့ရန်အတွက်နှစ်သက်တဲ့ဆူတောင်းခြင်းရှိတယ်ကျွန်တော်တို့ကတော့ကျွန်တော်တို့ရဲ့ထင်မြင်ချက်နဲ့ကျွန်တော်ရဲ့ခံယူချက်နဲ့ဖယားကိုချင်းကတ်တာလည်းဖြစ်နိုင်တယ်ဘယ်သူမှမပြည့်စုံဘူးကျွန်တော်တို့ကတော့ကျွန်တော်တို့တတ်တယ်လို့တည်တယ်လို့ဆူတောင်းတာလည်းဖြစ်နိုင်တယ် ဒါမဲ့ဖယားသခင်ဘက်ကနေပြီးတော့မှဖယားကဒီလိုဆူတောင်းရင် နှစ်သက်တယ်ပေါ့ဖယားသခင်နှစ်သက်တဲ့ဆူတောင်းခြင်း ရှိတယ်ဖယားသခင် နှစ်သက်တဲ့အတ္တာရှိတယ်ဆိုတော့အဲ့ဒါဒီကိုလည်းကျွန်တော်တို့လိလာတင်ယူဘူးအမတန်လိုအပ်တာဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့ချစ်ချင်းမေတ္တာကိုကြည့်တဲ့အခါမှာတမန်ကျမ်းစာထဲမှာချစ်ချင်းမေတ္တာကိုဖော်ပြတဲ့အခါမှာ၄မျိုးကျွန်တော်တို့တွေ့ရမှာဖြစ်တယ် ပရမဆုံးချစ်ခြင်းမေတ္တာကတမန်ကျမ်းစာဖော်ပြတာကဘာလဲဆိုတော့ကာမမေတ္တာအဲ့ဒါကတော့ဘာလဲဆိုတော့အိမ်ထောင်ကြီးဆိုင်ရာရုပ်ပိုင်းဆိုင်ရာပေါ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာချစ်ခြင်းမေတ္တာအဲ့ဒါလဲတမန်ကျမ်းစာကဖော်ပြပါတယ်။ Now ထပ်ချစ်ခြင်းမေတ္တာတစ်ခုကတော့ဘာလဲဆိုတော့မိသားစုချစ်တဲ့မေတ္တာပေါ့နော်မေတ္တာဆိုအချင်းချင်းပုံမှာကျွန်တော်တို့ချစ်ကြတဲ့ချစ်ချင်းမေတ္တာရှိတယ်အဲ့ဒါကမိဘနဲ့သားသမီးတွေမောင်နှမအချင်းချင်းချစ်တဲ့ချစ်ချင်းမေတ္တာတွေ ဒါတွေကလည်းတဘာဝအလျောက်ချစ်တဲ့ချစ်ချင်းမေတ္တာဖြစ်တယ်။ဒါတွေလည်းတမချန်းစာကချစ်ချင်းမေတ္တာထဲမှာတစ်ခုအပါဝင်ဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်တို့တွေ့ရတယ်။ Now နောက်ထပ်တစ်ခုချစ်ချင်းမေတ္တာကဘာလဲဆိုတော့အာမိတ်ဆွေချင်းသွေးသားချင်းမဆက်ဘူးတူတော်လဲမိတ်ဆွေချင်းချင်းချစ်တဲ့ချစ်ချင်းမေတ္တာညီအကူကဲတော့ချစ်တဲ့မေတ္တာမိတ်ဆွေအပေါ်မှာကျွန်တော်တို့တက်စာတရားနဲ့တရားဘော်တရုတ်ချစ်တဲ့ချစ်ချင်းမေတ္တာတွေ တရုတ်အပေါ်လေးယုံကြည်မှုတွေကျွန်တော်ထားပြီးတော့မှเนาะအဲ့လိုမျိုးချစ်တဲ့ချစ်ချင်းမေတ္တာမျိုးအဲ့လိုမျိုးချစ်ချင်းမေတ္တာလည်းရှိတယ် now ဒီနေ့ကျွန်တော်ပြောချင်တာကတော့ဗာလဲဆိုတော့အဂဘေချစ်ချင်းမေတ္တာအဂဘေချစ်ချင်းမေတ္တာကဗာလဲဆိုတော့အချီခံမဲ့တဲ့မေတ္တာတနည်းအားဖြင့်တော့အင်္ဂလိပ်လိုဆို unconditional love ပေါ့အကြောင်းပြချက်ထွေထွေထူးထူးမရှိဘူးချစ်လို့ချစ်တာအဲ့ဒီချစ်ချင်းမေတ္တာဖြစ်တယ် တော့ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကျွန်တော်လူတွေအပေါ်မှာသူချစ်တဲ့ချစ်ခြင်းမေတ္တာကအကပယ်ချစ်ခြင်းမေတ္တာတချို့ကျွန်တော်လူတွေကတော့လှလို့ချောလို့တော်လို့တတ်လို့ချစ်နိုင်တယ်နော်အဲ့ဒါကချစ်ခြင်းမေတ္တာတမျိုးဒါပေမဲ့ဘုရားသခင်ကတော့ကျွန်တော်ကိုချစ်တဲ့အခါမှာချစ်တဲ့ချစ်ခြင်းမေတ္တာကတော့အဲ့လိုမျိုး reasons တခြားပြဆရာမရှိဘူးဘုရားကချစ်လို့ချစ်တဲ့ချစ်ခြင်းမေတ္တာဖြစ်တယ်တကယ်လို့ကျွန်တော်တို့သာ တယောက်နဲ့တယောက်အပေါ်မှာเนาะအခုလိုမျိုးเนาะကျွန်တော်ကြည်ချင်းကြည်ကြမယ်နေထိုင်ကြမယ်အပေါင်းတင်းဆက်ဆံကြည်ကြမယ်တကယ်မချစ်ရင်ပြန်ကွဲတာလည်းအများကြီးပဲเนาะဒီလောကမှာအာတဘောထားမှာတိုက်ဆိုင်လို့စသဖြင့်တကယ်မချစ်ဘဲနဲ့ပြန်ကွဲတာအများကြီးအဲ့တော့လူတွေကလည်းတကယ်တော့ချစ်ဖို့အရန်ခက်တဲ့သူတွေရှိတယ်အမျိုးသမီးကတော့ကျူးစားရှာပါတယ်ကျွန်မယောက်ျားပေါ်မှာเนาะကျူးစားရှာပါတယ်ဘာပဲဖြစ်ဖြစ်နောက်ဆုံးတော့လည်းအစီမပြေလို့ပါဆရာပေါ့ ရှိတတ်တယ်အဲ့ဒါတွေလဲတော့လူလူချင်းချင်းနဲ့ချစ်ချင်းမေတ္တာကအကန့်အသတ်ရှိတတ်တယ်အကျူးအကြောင်းအစင်မပြေမှုတွေရှိလာတဲ့အခါမှာအဆုံးတတ်တတ်ကြတယ်ဒါလူတိုင်းမှာဖြစ်တတ်တဲ့ချစ်ချင်းမေတ္တာပုံစံတစ်ခုဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ကကျွန်တော်တို့ကိုကြည့်တဲ့အခါမှာကျွန်တော်အပေါ်မှာသူ့ရဲ့ချစ်ချင်းမေတ္တာကအဲ့ဒါလိုမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့တော်လို့ချစ်တာလည်းမဟုတ်ဘူးကျွန်တော်တို့လှလို့ချစ်တာလည်းမဟုတ်ဘူး ကျွန်တော်ဘက်မှာသူမျိုးလင့်ထားတာလေးရှိလို့လူချင်တာလေးရှိလို့ချစ်တာလည်းမဟုတ်ဘူးအဲ့ဒါဖရားရဲ့ချစ်ခြင်းမေတ္တာကျွန်တော်ကိုဖရားကချစ်ဖို့ဆိုရင်တော့ကျွန်တော်ဘက်မှာတကယ်တော့ချစ်စရာတခုမှမရှိဘူးနော်လူလူဆိုတာနော်ကျွန်တော်တို့အော်ချွေးနေနေထွက်လဲအနံ့လေးထွက်မယ်အော်ယွန်စရာကောင်းလိုက်တာဟုတ်လားနောက်တစ်ခါအမနေ့အရာထရင်အော်မထမထချင်းတဲ့ရုပ်လေးနဲ့ အဲအဲ့အယံဝါတွေရုပ်လေးနဲ့ထလာရင်ချစ်စရာမကောင်းဘူးနော်အဲ့လိုမျိုးပေါ့တယောက်နဲ့တယောက်တိရင်တိရင်လေချစ်စရာမကောင်းတာတွေပေါ်ပေါ်လာတာနော်အဲ့လိုမျိုးဒါပေမဲ့ဖခင်ကကျွန်တော်တို့ကိုတိတယ်ကျွန်တော်ကိုတိလေတိလေတိလေဖခင်ကပူချစ်လေပူချစ်လေပူချစ်လေအဲ့ဒါဖခင်ရဲ့ချစ်ခြင်းကျွန်တော်ဘက်မှာဘာမှချစ်စရာကောင်းတာမရှိပြီမဲ့ဖခင်ကချစ်နေတာသူဘာမျောလင့်ခြင်းမှကျွန်တော်အပေါ်မှာမရှိဘူး ျွန်တော်ကိုချစ်နေတာအဲ့ဒါဖရာရဲ့ချစ်ခြင်းအကန့်အသတ်မရှိတဲ့ချစ်ခြင်းမျိုးလင့်ချက်ထားပြီးတော့ချစ်တာမျိုးမဟုတ်ဘူးငါ့ကိုဘာများလုပ်ပေးနိုင်မလဲဆိုတဲ့ချစ်ခြင်းမျိုးမဟုတ်ဘူးငါကတာဘာလုပ်ပေးနိုင်မလဲဆိုတဲ့ချစ်ခြင်းမျိုးဖြစ်တယ်အဲ့လိုချစ်ခြင်းမျိုးဟာကျွန်တော်အခြေခံမဲ့တဲ့မေတ္တာချစ်ခြင်းမေတ္တာဖရာသခင်ရဲ့မေတ္တာဒါမှမဟုတ်ရင် unconditional love လို့ကျွန်တော်ခေါ်လက်ရှိတဲ့အရာဖြစ်တယ်အဲ့ဒီချစ်ခြင်းမေတ္တာက အမင်းဆုံးသောချစ်ချင်းမေတ္တာဖြစ်တယ်။ဖယားသခင်ကလူသားတွေအပေါ်မှာသူ့ရဲ့အသက်ကိုစတီးပြီးတော့မှသူ့ရဲ့အသားချူဖဲ့ခြင်းခံပြီးတော့မှအသွေးတွန်းခြင်းခံပြီးတော့မှသူကပေးဆက်တဲ့ချစ်ချင်းမျိုးချစ်ချင်းမေတ္တာမျိုးဖြစ်တယ်။အဲ့တော့အစ်မတမအရေးကြီးတဲ့ချစ်ချင်းမေတ္တာဖြစ်တယ်။အဲ့ဒီအသက်တာမျိုးကိုဒီကနေ့ယုံကြည်သူတွေစီမှာလဲ เนาะကျွန်တော်တို့အမြဲတမ်းတွေ့မြင်နေနိုင်ဖွင့်ရအတွက်အရေးကြီးတာဖြစ်တယ်တကယ်တော့အသိတော်ဆိုတာလေလူပေါင်းမျိုးစုံအယောင်မျိုးစုံလာတဲ့ background မတူကြဘူးစကားလည်းမတူကြဘူးဝတ်ချင်တဲ့အင်ဂျီအမျိုးအစားအယောင်လည်းမတူကြဘူးစားချင်တဲ့အစားအသောက်လည်းမတူကြဘူးမတူတာတွေကြီးပဲအားလုံးစုပေါင်းပြီးတော့နေတာအဲ့လိုမျိုးစုပေါင်းနေတဲ့အခါမှာတယောက်နဲ့တယောက်ချစ်ဖို့ခက်လား ထက်မှာပေါ့အာသူ့နားမှာတော့ငါမထိုင်နိုင်ဘူးတို့အာငါတော့သူသူထားလာပြန်ပြီဩဘောနော်အဲ့လိုမျိုးပေါ့ကျွန်တော်ငင်းငွေးနေချင်းနဲ့ရှီကောင်းရှင်းနိုင်တယ်တယောက်နဲ့တယောက်ဘာဖြစ်လို့လဲလူတွေလေမပြီးဆုံးဘူးလေနော်ဒါမဲ့အတင်းတော်ကတယောက်နဲ့တယောက်ဘုရားသခင်ချစ်ချင်းမေတ္တာလိုမျိုးအကန့်အသတ်မရှိဘဲနဲ့အကျိုးအကြောင်းပြစရာပြောစရာမလိုဘဲနဲ့ချစ်နေဖို့ဖြစ်တယ် တယောက်အပေါ်တယောက်မေတ္တာထားနေဖို့ဖြစ်တယ်။ဖခင်ကကျွန်တော်တို့ကိုချစ်တယ်လို့မျိုးကျွန်တော်လည်းချစ်နေဖို့ဖြစ်တယ်။အဲ့ဒါလိုမျိုးချစ်ကြဖို့ဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြောဖို့တယ်ကျွန်တော်အားလုံးကကောင်းကင်နိုင်ငံမှာထာဝရနေဖို့ရင်အတွက်ဒီလောကမှာပြင်ဆင်နေကြတာကောင်းကင်နိုင်ငံရောက်တဲ့အခါကျရင်ကျွန်တော်အားလုံးဘုရားသခင်ရဲ့အတောင်တော်ရိပ်အောက်မှာဘေးကင်းလုံခြုံစွာနဲ့ပျော်ရွှင်စွာနဲ့သူ့ကိုချီးမွမ်းပြီးတော့မှကျွန်တော် ချီးမွမ်းသခြင်းတွေတည်ဆူကြမှာတယောက်နဲ့တယောက်မုံတီးဖူးတဲ့အချိန်မရှိဘူးတယောက်နဲ့တယောက်ပြစ်တင်ကဲရဖူးတဲ့အချိန်မရှိဘူးတော့သူ့ရဲ့ချစ်ချင်းကဲတော့ကျွန်တော်တို့လည်းတယောက်နဲ့တယောက်ချစ်နေကြမှာဖြစ်တယ်အဲ့ဒါလိုမျိုးနေတက်ဖူးရင်အတွက်ဒီလောကမှာအတင်းတော်မှာကလေးကကျွန်တော်တို့တင်ဖူးဖြစ်တယ်အဲ့ဒါကျွန်တော်တင်နေကြတယ်တယောက်နဲ့တယောက်ချစ်ဖူးတင်ဖူးလို့ရတယ်နော်အဲ့ဒါလေးတွေလည်းကျွန်တော်တို့ဒီကနေ့တင်ဖို့အရန်လိုအပ်တယ် Now Solomon Solomon မင်းကြီးကသူမင်းကြီးဖြစ်လာတဲ့အခါမှာဘုရားသခင်ကသူ့ကိုမိခွန်းတစ်ခုမေးတယ်။ဘုရားကသူ့ကိုဗာမေးလဲဆိုတော့အာဓမ္မရာဇဝင်ဒါရီယဆောင်ထဲမှာကျွန်တော်တွေ့ရမှာဖြစ်တယ်အခန်းကြီးတော့ငွေငါးမှာဘုရားကဗာမေးလဲဆိုတော့ငါဘာပေးရမလဲတဲ့ငါဘာပေးရမလဲတောင်းပါတဲ့ဘုရားကမေးတာဖြစ်တယ် ဲ့လိုမေးတဲ့အခါမှာဆောလမုန်မင်းကြီးမေးတဲ့တောင်းတဲ့တောင်းဆိုချက်ကဘုရားသခင်နှစ်သက်တဲ့အရာဖြစ်တယ်။အဲ့ဒါဘာလဲဆိုတော့ကိုယ်တော်ဤလူတို့ကူတဲ့တရားစီရင်နိုင်မိအကြောင်းကောင်းမကောင်းကိုပိုင်းခြား၍တိတက်သောဉာဏ်ကိုပေးသနာတော်မူပါတဲ့။ဘာဖြစ်လို့လဲဆိုတော့တဲ့အီမြအလောက်တော့ကိုယ်တော်ဤလူတို့ဣတိလလူအများကြီးဖြစ်နေပြီအဲ့ဒီချိန်မှာအဲ့ဒီလူတွေအားလုံးအားလုံးကို အဘေသူသည်တဲ့ကိုအလူအလျောက်တရားစီရင်နိုင်ပါမည်နီဆိုပြီးတော့မှတောင်းလျှောက်တယ်အဲ့ခါမှာသူဆုတောင်းတဲ့သူ့ရဲ့ပါထနာစကားကူတဲ့ထာဝရဘုရားဒီနှစ်သက်တော်မူ၏တဲ့အဲ့မှာကျွန်တော်ယူချင်တာပါဆိုတော့ဘုရားသခင်နှစ်သက်တယ်ဆိုတာဘုရားသခင်ကဘေဟာကိုနှစ်သက်တယ်လဲဆိုတော့သူ့ရဲ့ဒုထောက်ခြင်းမဟုတ်ဘူးသူ့ရဲ့လက်မြောက်ပြီးတော့မှနော်ဘုရားကိုချီးပွမ်းခြင်းလည်းမဟုတ်သေးဘူးဒီနေရာမှာဘုရားနှစ်သက်တာက သူ့ရဲ့ဆူတောင်းခြင်းလည်းမဟုတ်ဘူးသူဆူတောင်းတဲ့အခါမှာတောင်းဆိုတဲ့အရာကိုနှက်တတ်တာဖြစ်တယ်အစောကျွန်တော်ဆူတောင်းတယ်အားလုံးဆူတောင်းကြတယ်ဒါပေမဲ့ကျွန်တော်တောင်းဆူတောင်းတဲ့အရာကိုဘုရားသခင်နှက်တတ်ဖို့ဖြစ်တယ်ဘုရားသခင်ဆူတောင်းတဲ့အခါမှာကျွန်တော်ဘုရားသခင်နှက်တတ်တဲ့အရာကျွန်တော်ဒီမှာတည်တာကဘာလဲဆိုတော့ဘုရားသခင်ရှင်မှာကျွန်တော်ဉာဏ်ပညာတောင်းတာဘုရားနှက်တတ်တဲ့အရာဖြစ်တယ်အဲ့တော့ကြောင့် ယာကုပ်ကလည်းဘယ်လိုပြောသလဲဆိုတော့ယာကုပ်အခန်းကြီး1အငယ်9 6ဖတ်တဲ့အခါမှာယာကုပ်ကဘယ်လိုပြောလဲဆိုတော့တင်တို့တွင်တဲ့တဆုံတယောက်တင်တို့အဲမှာတယောက်ယောက်ကပညာလူတယ်ဆိုရင်တဲ့ကဲရဲ့ပြစ်တင်ခြင်းကိုပြုတ်တော့မမှုပဲခတ်သိမ်းသောသူတို့အားစည်တနာစိတ်နဲ့ပေးတနာတော်မူသောဘုရားသခင်ကိုတောင်းစေတဲ့ဘုရားရှင်မှာတောင်းပါစေပညာလူရင် ဒီကနေ့ကျွန်တော်တို့ဘယ်သူမှပြည့်စုံတယ်လို့ပြောလို့မရဘူးဉာဏ်ပညာပိုင်းမှာရောနော်ဥဆောင်မှုပိုင်းမှာရောပြည့်စုံတယ်လို့မရှိဘူးသူတော်လည်းပဲကျွန်တော်တို့လူတာပါလေဉာဏ်ပညာနော်ဉာဏ်ပညာအဲ့ဒီဉာဏ်ပညာကိုဘုရားကသူ့စီမှာတောင်းဖူးရင်အတွက်သူနှစ်သက်တဲ့အရာဖြစ်တယ်ယာကုပ်ကလည်းဉာဏ်ပညာတောင်းစီတဲ့ဉာဏ်ပညာလူတဲ့သူတွေဉာဏ်ပညာတောင်းစီဘာဖြစ်လို့လဲဆိုတော့ဒီဉာဏ်ပညာက အရန်အရေးကြီးလို့ဖြစ်တယ်တယောက်နဲ့တယောက်ချစ်ဖို့ရန်အတွက်လဲဘလိုင်းကြီးချစ်ချစ်ရတာလေခဏလေးပဲဒါတည်းရဒါပေမဲ့ဖယားသခင်နှုတ်ကပတ်တော်ဉာဏ်ပညာနဲ့ပြီးဝကျွေးဝတဲ့အခါမှာသူတပားကိုကျွန်တော်ချစ်တတ်မှာဖြစ်တယ်တနာတတ်မှာဖြစ်တယ်သူတပားကိုချစ်ချင်းကလည်းတကယ်တော့ဉာဏ်ပညာဖြစ်တယ်တချို့လူတွေကနှုတ်ကပတ်တော်နဲ့မပြီးဝလို့ဉာဏ်ပညာနဲ့မပြီးဝလို့ချစ်တာထက်ကြည့်ရတာများတတ်တယ် ယုံကြည်သူထဲမှာလဲနော်ချစ်တာတဲ့ကဲ့ရဲ့တာလဲများတတ်တယ်ပြစ်တင်ပုတ်ခတ်တာလဲများတတ်တယ်ဘာဖြစ်လို့လဲဉာဏ်ပညာနည်းလို့ချစ်ချင်းမေတ္တာနဲ့ပြီးဝပြီးတော့မှဉာဏ်ပီဝဉာဏ်ပညာဘုရားသခင်ဆီရလာတဲ့ဉာဏ်ပညာနဲ့ကျွန်တော်ပြီးဝတဲ့အခါမှာသူတစ်ပါးကိုကျွန်တော်ချီးတဲ့အချီးပြောင်းသွားတယ်ချစ်စရာမကောင်းတဲ့သူလဲချစ်လို့ရသွားတယ်အဲဆိုတော့ဘုရားသခင်ရဲ့ဉာဏ်ပညာကျွန်တော်တို့စီမှာရှိတယ် ဖရာရဲ့ချစ်ချင်းမေတ္တာနဲ့ဉာဏ်ပညာကအမဲရန်သူတို့ကဒီလိုချိတ်ဆက်ထားတာဖြစ်တယ်။အဲဒါကြောင့်ဒီနေ့ကျွန်တော်တို့ဒီဆူတောင်းတဲ့အခါမှာဉာဏ်ပညာလိုတယ်။ဖရာသခင်ပေးတဲ့ဉာဏ်ပညာအထက်ကလာတဲ့ဉာဏ်ပညာလိုတယ်လူတိုင်းကအဲ့လိုနဲ့ပဲချစ်လို့ရမှာ။ Now ယာကုပ်ကအခန်းကြီး3အငယ်6ခုမှာအဲ့ဒါလို့ဆူတောင်းတဲ့အခါမှာ ဖြစ်ပေါ်လာတတ်တဲ့အကျိုးကျေးဇူး result ပေါ့ကျွန်တော်တို့ရှင်းပြတယ်အထက်မှတက်ရောက်သောပညာမူကားတဲ့အထက်ကနေလာတဲ့ဉာဏ်ပညာဆိုတာကျွန်တော်တို့ခံယူတဲ့အခါမှာအဲ့ဒီအထက်ကဉာဏ်ပညာဆိုတာဒီလိုရှိတယ်တဲ့ရှေးဦးစွာစင်ကြယ်ခြင်းဘုရားသခင်နှုတ်ကပတော်နဲ့ကျွန်တော်ပြီးဝပြီးတော့မှဘုရားရဲ့ဉာဏ်ပညာနဲ့ပြီးဝတယ်ဆိုရင်စင်ကြယ်ခြင်းလည်းရှိတယ်လူရည်ရဲ့တက်တာကနော်စင်ကြယ်ခြင်းရှိမယ် ထူမတပါတဲ့အတင့်အတင့်နေတတ်ခြင်းဘယ်မှာပဲသွားသွားကြုံနေတတ်သွားတယ်။ဒါဆိုတော့ဖယားသခင်ပေးတဲ့ညံပညာကျွန်တော်နဲ့ရှိတဲ့အတွက်ကြောင့်နော်။တချို့ကအဖြူတွေကြားထဲမှာသွားရင်ဘယ်လိုနေရမှမသိဘူးနော်။တချို့ကကြတော့လေဟူအာအမေတွေကြားထဲမှာသွားရင်ဘယ်လိုသွားမှမသိဘယ်လိုနေရမှဘယ်လိုပြောမှမသိပေါ့။ဒါပေမဲ့ဒီမှာဖယားသခင်ဇေယျလာတဲ့ညံပညာကျွန်တော်နဲ့ရှိတယ်ဆိုရင်ကျွန်တော်ရတယ်ဆိုရင်ဘယ်မှာပဲနေနေဘယ်ကိုပဲသွားသွား အရန်ကိုခက်ခဲတဲ့လူတွေကြားထဲမှာပဲနေနေဟိုးအရင်သမားတွေကြားထဲမှာပဲနေနေကျွန်တော်တို့หนีတက်သွားတယ်အတင့်အတင့်หนีတက်သွားတယ်ကျွန်တော်တို့ကိုယ်တိုင်ကသူတစ်ပတ်အတွက်ချစ်ဖို့အရန်ကောင်းတဲ့ပုံကူဆိုရင်လေအဲ့ဒီညာပညာကျွန်တော်တို့မှာရှိတယ်ဆိုရင်သူများတို့ရဲ့ချစ်ချင်းမေတ္တာကိုလည်းကျွန်တော်တို့ခံယူတက်သွားတာဖြစ်တယ်အဲ့ဒါကြောင့်အင်မတန်မှအရေးကြီးတယ်နောက်တစ်ခါအဲ့ဒီညာပညာကြောင့်ပဲနော်ဖြင်းကြီးသောဖြင်းရင်သော သဘောရှိတယ်တဲ့ဖြင်းရင်းသောသဘောနောက်တစ်ခါဂယုနာနဲ့၎င်းကျူးချောင်းနဲ့၎င်းပြည့်စုံ၏တဲ့ပြီးတော့မှလှက်ဝက်ချင်းနဲ့လည်းကင်းစင်၏တဲ့ဆိုတော့ပြောချင်တာပါဆိုတော့ဘုရားသခင်ဆရာတွေလာတဲ့ဒီဉာဏ်ပညာလူတိုင်းမှာလူအပ်တယ်အဲ့ဒီဉာဏ်ပညာနဲ့ကျွန်တော်ကြွေဝတဲ့အခါမှာဘယ်မှာပဲနေနေဘယ်မှာပဲသွားသွားဘာပဲလှုပ်လှုပ်ကျွန်တော်ဟာစမ်းတယ် ူတော်ဘာကိုလည်းကျွန်တော်တို့ချိတတ်မယ်သူတော်ဘာနဲ့လည်းကျွန်တော်တို့စကားပြောတတ်မယ်သူတော်ဘာနဲ့လည်းကျွန်တော်နေထိုင်တတ်မယ်သူတော်ဘာကိုလည်းကျွန်တော်တို့ချိတတ်မှာဖြစ်တယ်ဆိုတော့ကိုဒီမှာကျွန်တော်တို့တွေ့ရတယ်ဖယားသခင်ရဲ့ချစ်ချင်းမြတ်တာမျိုးတယောက်အပေါ်တယောက်နားလည်မှုအပြီးနဲ့ကျွန်တော်တို့နေနိုင်ဖို့ဆိုရင်တော့အဲ့ဒီအော်ဂျေဇုပဲအဲ့ဒီချစ်ချင်းမြတ်တာမျိုးကို ကျွန်တော်တို့အားလုံးလိုအပ်တာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ ပထမအပိုင်းမှာကျွန်တော်ပြောခဲ့တဲ့ဒီမိသားစုမေတ္တာမျိုးဆိုရင်ကုမိသားစုဝင်မဟုတ်ရင်ကျွန်တော်မထားတတ်တဲ့အရာနောက်တစ်ခါအာ eros ပေါ့နော်ကာမမေတ္တာဆိုတော့လေကုမိန်မကုယောက်ျားမဟုတ်ရင်သူတစ်ပါးပေါ်မှာကျွန်တော်မထားရမယ့်အရာရောလုံးမရတဲ့အရာနောက်ဖီလီယာဆိုတာမိတ်ဆွေအချင်းချင်းအပေါ်မှာတစ္ဆာရှိရှိနဲ့ကျွန်တော်ထားတဲ့ချစ်ချင်းမေတ္တာမျိုးအဲ့ဒါလေမိတ်ဆွေမဟုတ်တဲ့အပေါ်မှာကျွန်တော် မထတတ်တဲ့အရာတွေပေါ့ဆိုတော့ဒီဟာဒီနဲ့လုံးဝခြားနာသွားတာကပါလဲဆိုတော့ဖရာရဲ့ချစ်ချင်းမေတ္တာအဂပေချစ်ချင်းမေတ္တာပဲဖြစ်တယ်ယုံကြည်သူတွေအားလုံးအသင်းတော်မှာမိသားစုမှာကျင့်သုံးရမယ့်ချစ်ချင်းမေတ္တာဖြစ်တယ်အဲ့ဒါကြောင့်ဒီ unconditional love ဆိုတဲ့အဂပေလာပေါ့ကိုပညာရှိတချို့တွေက အနှစ်အတိတ်ပဲဖွေကြတယ်အမျိုးမျိုးကျွန်တော်တို့ထဲမှာလည်းရှိရှိမှာပေါ့ဘယ်လိုပြောကြလဲဆိုတော့အဲ့ဒီအကပေချစ်ချင်းမေတ္တာမျိုးကတဲ့ဘုရားသခင်ချစ်ချင်းမေတ္တာမျိုးကရန်သူတယောက်နဲ့တယောက်ကိုလည်းပြန်လဲပြီးတော့မှပေါင်းဆက်စီတယ်တဲ့ပြီးတော့မှတယောက်အပေါ်တယောက်ကျွန်တော်တို့စကားများဖူးတဲ့ရန်ဖြစ်ဖူးတဲ့ရန်သူတောင်ဖြစ်သွားကြတယ်ပေါ့နာကြီးခံစားမှုတွေကျွန်တော်တို့ဆဲမှာရှိတယ်ဆိုရင်လည်း အဲ့ဒီချစ်ချင်းမေတ္တာကပဲပြန်ပြီးတော့မှအဲ့ဒီကျွန်တော်ရဲ့စိတ်နာခြင်းဝေဒနာတွေအားလုံးကိုလည်းပြန်ပြီးတော့မှဖြစ်စည်းပြီးတော့မှအသက်သောနှလုံးကိုကျွန်တော်ကိုပေးတယ်တဲ့ကျွန်တော်ရဲ့နာကြည်ခြင်းတွေအားလုံးကိုသူကပြန်ပြီးတော့မှကုသပေးတယ်ပေါ့နော်အဲ့ဒါကြောင့်အဲ့ဒီချစ်ချင်းမေတ္တာကျွန်တော်အင်မတန်မှလိုအပ်တယ်အဲ့ဒါဒီမဟုတ် transform life အသက်တာမိမိဘဝသူ့ဘဝကိုလည်းကျွန်တော်ပြန်ပြီးတော့တိဆောက်ပေးတယ် ဲ့တော့အဲ့ဒီချစ်ချင်းမေတ္တာကတိတ်ကိုကျွန်တော်တို့လိုအပ်တာဖြစ်တယ်ပြီးတော့မှအဲဘရန်နီဘရောင်းဆိုတဲ့လူကဘယ်လိုရေးသလဲဆိုတော့လူတယောက်ကိုတဲ့တကယ့်ကိုဘုရားသခင်ချစ်ချင်းမေတ္တာလိုမျိုးချစ်ပြီးဆိုရင် when you love someone unconditionally ဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာလိုမျိုး unconditional love ပေါ့နော်အဲ့လိုမျိုးချစ်ပြီးဆိုရင်တဲ့သူ့ရဲ့ဖြစ်ချင်းသူဘာပဲဖြစ်နေပါစေ မတန်ဆွမ်းပဲဖြစ်ဖြစ်စပင်မပုတ်တော့ပါပဲဒါပဲဖြစ်ဖြစ်နော်အသားအီဘလူပဲဖြစ်ဖြစ်သူ့ရဲ့ဖြစ်ချင်းအားလုံးကိုတင်လက်ခံသွားမှာဖြစ်တယ်အဲ့ဒါအဲ့လိုမျိုးအဲ့လိုမျိုးအချစ်ကို unconditional love လို့ခေါ်တယ်အဲ့ဒီအတိုင်းပဲဖခင်ကကျွန်တော်တို့ကိုချစ်တာပြောဘူးတယ်နော်ကျွန်တော်ရဲ့အသားအီကျွန်တော်ရဲ့ကျွန်တော်ရဲ့အသားအီကအစကျွန်တော်ရဲ့ အာနီပုံထိုင်ပုံကျွန်တော်ရဲ့အလေးချိန်ကဆိုအားလုံးကိုကျွန်တော်ရဲ့ဖြစ်ချင်းအားလုံးကိုဘုရားကလက်ခံတာအဲ့ဒီချစ်ချင်းကကျွန်တော် unconditional love အကပေချစ်ချင်းဖြစ်တယ်အဲ့ဒါလိုမျိုးကျွန်တော်တရုံတဲ့တရုံအပေါ်မှာချစ်ဖို့တိတ်ကိုအရေးကြီးတယ် now vietnam vietnam လူမျိုးတယောက်ကချစ်ချင်းမေတ္တာကိုသူကအာ ပုံပုံဖော်တာပေါ့နော်ပုံဖော်ပြီးတော့မှစာရေးတယ်1999လုံးကပြီးတော့မှတချင်းတပုတ်တောင်သူရေးလိုက်သေးတယ်ဘယ်လိုရေးလဲဆိုတော့ဖယားသခင်ချစ်ချစ်မေတ္တာမျိုးကပါလဲဆိုတော့သူတို့စီရနေပြီးတော့ကျွန်တော်ဘာမှမျိုးလင့်ချက်မရှိဘူးတဲ့အဲ့ဒီအဲ့ဒီတစ်ဖက်ကလူဇေယျနေပေါ့နော်ဘာမှမျိုးလင့်ချက် expectation တခုမှမရှိဘူးသူတို့စီးနေပြီးတော့တခုခုကျွန်တော်မျိုးလင့်လို့ချစ်တာမျိုးမဟုတ်ဘူးတဲ့ ဒါပေမဲ့သူတို့နဲ့အတူหนีပြီးတော့မှကျွန်တော်တို့သူတို့နဲ့အတူหนีရတာကူကပြုံနေတာတဲ့ဝမ်းမြောက်နေတာတက်ကြွနေတာတဲ့သူတို့စီးရင်နေဘာမှမမျှော်လင့်ပြင်မဲ့တက်ကြွနေတာကျွန်တော်တခါတလေကြရင်လမ်းလျှောက်တဲ့အခါမှာပြပြကားမောင်းတဲ့အခါမှာပြပြအပြင်မှာအီမတန်အသက်ကြီးနေပြီအဖူကြီးဖွားကြီးတွေလမ်းလျှောက်ကြတယ်လက်ကလေးကင်ပြီးတော့လေအရင်ဥနေပြီအဲ့ဒါနဲ့ तू ကသူတို့ဘာတွေပြောလဲတော့သူစကားတော့ပြောကြတယ်သူတို့လည်း ဖိဖိချင်းလာရောက်တယ်ခါလေးကုန်းပြီးတော့ပြောစကားပြောကြကျွန်တော်ကြည်တာအော်သူတို့ဘယ်နဲ့နှစ်များပေါင်းတင်ပြီးပြီလဲမသိဘူးပေါ့နော်သူတို့ကြည်ရတော့80 90လောက်တောင်ရှိတော့ပြီအဲ့ဒါဆိုသူတို့ပေါင်းတင်တာအနည်းဆုံး90နှစ်ပေါင်း90လောက်ရှိတော့မယ်ပေါ့သူတို့ချစ်ချင်းမျိုးကဘယ်လိုချစ်ချင်းမျိုးဖြစ်မလဲဒီနေ့မှာအဖေနဲ့အမေလည်းလာတယ်သူတို့လည်းအသက်80ဝန်းကျင်ရှိကြပြီဒီနေ့တိုင်အောင်သူတို့ပေါင်းတင်ကြတယ် အတူတူဖခင်ကြောင်းလာတယ်အာသူတို့လည်းအများကြီးကြုံဘူးမှာပဲနော်ဘယ်လောက်ဘယ်တခါလို့စကားများဘူးမလဲတော့ကျွန်တော်မသိဘူးဒါပေမဲ့ဟိုဒီလောက်ကြာကြာပေါင်းသင်းအတူတူနေနိုင်တာလေချစ်ချစ်မေတ္တာဓမျိုးပဲနော်တော့ဒီနေ့ကျွန်တော်သူတစ်ပါးအပေါ်မှာလှုပ်ပေးတာဆောင်ရွက်ပေးတဲ့အခါမှာသူတစ်ပါးအတွေ့ကျွန်တော်တခုခုလှုပ်ပေးတဲ့အခါမှာဗာမျောလင်းတာရှိတတ်လေရှိတတ်တယ်နော်လူဆိုတာနော် ရှိတတ်တယ်သူတစ်ပါးကိုကျွန်တော်တို့ချစ်တဲ့အခါမှာရောသာသမီတွေကျွန်တော်အယမ်းချစ်တဲ့အခါမှာကလေးတွေဆင်းတယ်ကျွန်တော်ဘာမျိုးလဲတာရှိလဲမိပါတွေအနေနဲ့အနေနဲ့အများရှိကောင်းရှိနိုင်တယ်နော်လိမ္မာစီချင်တဲ့မျောလင့်ချက်တို့အဖေစကားနားထောင်စီချင်တဲ့မျောလင့်ချက်တို့ရှိကြမှာပဲဖြစ်တယ်ဒါကျွန်တော်တို့လူတိုင်းပဲဒါပေမဲ့ဒီကနေ့ကျွန်တော်တို့ကြင်ကြံရမှာကပါလဲဆိုတော့ဖရာသခင်ရဲ့ချစ်ချင်းမေတ္တာမျိုးနေ့ရက်စင်တိုင်းမှာ မိသားစုမှာအသင်းတော်မှာကျွန်တော်တို့ချစ်ကြဖို့အဲ့ဒီချစ်ချင်းမေတ္တာမျိုးနဲ့ကျွန်တော်တို့ပေါင်းတင်ဆက်ဆံကြဖို့ဖြစ်တယ်ဆိုတော့ကိုဒီကနေ့ဒီအနုကပ္ပတောအဖြစ်ကျွန်တော်တို့သင်ချင်တာအာလိလာချင်တာဖြစ်တယ်နောက်ဆုံးမှာတော့အခုနောက်ကကျွန်တော်တို့ဖတ်သွားတဲ့ကျမ်းပိုက်ထဲမှာချစ်ချင်းမေတ္တာဆိုတာတဲ့ဖယားသခင်နဲ့ဆက်ဆိုင်တဲ့အရာဖြစ်တယ်တဲ့ ဆိုတော့ကျွန်တော်မိမတွေကိုကျွန်တော်ချစ်တာဖခင်နဲ့ဆက်ဆိုင်တယ်။သားသမီးတွေကိုချစ်တာဖခင်နဲ့ဆက်ဆိုင်တယ်။အဲ့ဒီချစ်ချင်းမေတ္တာကူကဖခင်နဲ့ဆက်ဆိုင်တဲ့အရာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ချစ်တတ်တဲ့သူဟာတဲ့ဖခင်သခင်ဖြစ်ပွားစီတာဖြစ်တယ်တဲ့။ဖခင်သခင်ကဖြစ်ပွားစီတာဖြစ်တယ်။ဖခင်သခင်ကိုလည်းတည်တဲ့သူဖြစ်တယ်တဲ့။အဲ့တော့ကျွန်တော်တို့တယောက်နဲ့တယောက် ချစ်ကြတာမေတ္တာထားပြီးတော့မှတရားတွေတော့နားလည်ကြတာဒါတွေအားလုံးဟာတမန်ကျမ်းစာနဲ့ကျွန်တော်ကြည့်တဲ့အခါမှာဖရာသခင်စီကဖြစ်ပေါ်တဲ့အရာဖြစ်တယ်။ဘာဖြစ်လဲဆိုတော့အဲ့ဒီဖရာကိုယ်တိုင်ကလည်းချစ်ချင်းမေတ္တာဖြစ်တယ်ဆိုပြီးတော့မှကျွန်တော်တို့တွေ့ရတယ်။နောက်ဆုံးအနေနဲ့အခုနကျွန်တော်ပြောသလိုကျွန်တော်ရဲ့ချစ်ချင်းမေတ္တာကိုပြန်ဆန်းစစ်တဲ့အခါမှာ အတင်းတော်မှာမိသားစုမှာအတန်းအဝိုင်းမှာလူမှုကြားထဲမှာကျွန်တော်တအားကိုတယောက်နဲ့တယောက်ချစ်တဲ့အခါမှာတယောက်နဲ့တယောက်မကောင်းကြောင်းလဲမပြောနိုင်တော့ဘူးချီးမွမ်းကြတယ်အရင်မလှရင်လည်းအော်ချောလိုက်တာဖြစ်ကုန်ကြတယ်ဒါပေမဲ့နည်းနည်းစကားများမိလို့မုံမိပြီဆိုရင်တော့နော်ထွက်လာတဲ့စကားကလုံးဝတစ်ဖက်လမ်းရောက်သွားတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့အတ္တတာတစ်ခုလုံးမှာ ဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာလိုမျိုးတယောက်နဲ့တယောက်ချစ်ဖို့ဖြစ်တယ်တယောက်နဲ့တယောက်ဦးစားပေးကြဖို့ဒီယုနာထားကြဖို့ဖြစ်တယ်အဲ့လိုနေရာမျိုးမှာအရန်ကိုအမေရန်ပြောစရာကောင်းတယ်သူတစ်ပါးရဲ့အပိကိုမမြင်တတ်တော့ဘူးနော်သူတစ်ပါးအပေါ်မှာကျွန်တော်ကြည့်တဲ့အမြင်အားလုံးလဲဘုရားဘုန်းတော်အတွက်ဖြစ်သွားတယ် တယောက်နဲ့တယောက်လဲကျွန်တော်တို့ဂယုနာထားတတ်ကြရဲ့အဲ့လိုမျိုးဆိုရင်အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့ချစ်ချင်းမေတ္တာမျိုးဟာကျွန်တော်တို့ချစ်ချင်းမေတ္တာဟာဘုရားသခင်နှစ်သက်တဲ့ချစ်ချင်းမေတ္တာမျိုးဘုရားသခင်စီကလာတဲ့ဉာဏ်ပညာနဲ့ချစ်တဲ့ချစ်ချင်းမေတ္တာမျိုးဖြစ်ဖို့ရန်အတွဲဒီနေ့ဘုရားလိုတော်ရှိတယ်ဆိုတာလေးကိုဒီကနေ့ကျွန်တော်တို့အာတုံတင်နိုင်တာဖြစ်ပါတယ်အရောက်တိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေအာမင်